မင်္ဂလာပါခင်ဗျကျွန်တော်ဇော်ဤပဲဖြစ်ပါတယ်ကျွန်တော်ဇော်ဤဘေးကနေကြိုဆိုသလိုကျွန်တော်ရဲ့ YouTube channel ပြည်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါခင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်အနေနဲ့26ရက်နေ့မှာရှင်မြန်ကစားကြမဲ့ဒါဘူရဘပွဲစဉ်တွေကိုဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဒီပွဲစဉ်တွေကတော့ဂျာမေဘွန်ဒီလီကာပွဲစဉ်ပြီးလာလီကာစပိန်နဲ့ဒါပင်တိလီကူဝမ်ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ဒီပွဲစဉ်လေးတွေကညကလို့ ချက်ချင်းတူမယ်ဆိုရင်တော့ live ဆုတ်ကစားလို့ရပါတယ်။မကြိုက်တဲ့ညကိုတွေကတော့ကိုကြိုက်တဲ့ဘက်ကနေပြီးတော့ဒါပြည့်ရွှေ့ပြီးတော့ဆုတ်ကစားလို့ရပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါ Bayern Munich နဲ့ဒီ Water Bremen ပွဲစဉ်ကိုဆက်လက်ပြီးရွှေ့ရှက်ပြီးတော့မှဖြစ်ပါတယ်။အင်ဝင်ဖြစ်တဲ့ Bayern Munich တင်ဟာဂျာမန် Bundesliga ပွဲစဉ်မှာဆိုရင်ရှုံးပွဲမရှိသေးဘူးအစင်းကြိုက်နံပါတ်၁ပြ။ဒီနေ့ရာဒီမှာကစားသမားကောင်းတွေကိုအများပြဝယ်ယူထားပြီးတော့ပြောင်းလဲပြုလုပ်ထားတဲ့ Bayern Munich နဲ့ဒီပြတဲ့လက်ထက်မှာလည်းဒါတော်တော်လေးကိုပေါ့နော်ဒါကောင်းမွန်လာတွေ့ရတယ်။ Water Bremen ကတော့ဒါ ဂျာမီဘူနီလာလက်ပွဲမှာရှုံးနေထားတယ်ပေးဖို့များလာလည်းဖြစ်တယ်။ဆိုတော့ဘိုင်မြူနစ်တိုက်စစ်ကိုတော့ဝါတာဘရီမင်နို့လို့ပြောတော့တောင်းခံနိုင်မလို့မထင်ဘူးအင်ဂွင်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ဆိုတော့ဘိုင်မြူနစ်နဲ့ဒီဝါတာဘရီမင်နို့ထိတ်တိုက်တွေ့ဆုံတိုင်းမှာဆိုဘိုင်မြူနစ်ကအသာဒီရထိုက်တာမှန်တယ်ဆိုပေမဲ့ယနေ့ကနေဦးစင်းမှာဆိုဘိုင်မြူနစ်ရဲ့ပေါ်လီစီက၃လုံးသွင်းသွားရင်တဝက်အစားသေးရနေ၃လုံးသေးသေးဒီဖောက်ပေးထားတယ်။ကိုပေါင်းသေးမှာဆိုရင်ဒါ၃လုံးဆိုရင်ပေါ်တော့ဒါအရှုံးသေးရနေပြီးတော့၄လုံးတဝက်အစားသေးဒီဖောက်ပေးထားတွေ့ရကြ။ဒါလည်းကိုပေါင်းသေးပဲဖြစ်တယ်။ ဆိုတော့ဘိုင်အန်မြူနစ်ကထိတ်တိုက်တွေ့ဆုံခွေတိုင်းမှာလည်းအသာသေးရပြီးအနည်းဆုံး3လုံးလောက်ဒီအထက်ကိုရှိတာလေတခြားပွဲတွေနဲ့ဘိုင်အန်မြူနစ်ရရှိမယ်ကစားတိုင်းမှာသူဘိုင်အန်မြူနစ်ကိုပြတ်တည်နေရရှိထားတဲ့ပွဲတွေကများတယ်ဗျဆိုတော့ဘိုင်အန်မြူနစ်လည်းဒီနှစ်ပေါ်တော့ဒါဖောက်ပြတိုင်းပေါ်ရင်းနဲ့ကိုပေါင်းသေးကတော့တော်တော်လေးကိုဒါမျိုးကိုတို့စော်ရဲမဆွဲသဘောတော့မရှိဘူးဗျဆိုတော့ဘိုင်အန်မြူနစ်အင်ဝင်လည်းကောင်းတဲ့ကစားသမားဆုံးလင်းနဲ့တိုက်ချပိုင်နေကိုတွေတွင်းနိုင်တယ်ဆိုတော့ကျွန်တော်ရဲ့ကိုခံမရတော့အင်ဝင်ဖြစ်တဲ့ဘိုင်အန်မြူနစ်ပဲဆက်လက်နိုင်ရရှိပြီးတော့ဒါနိုင်သုံးဘက်ကိုပဲယူသွားလိမ့်မယ်လို့ကျွန်တော်တွေးမိနေတယ် ဆိတ်ကြောက်ဝေးချက်ပေးရမယ်ဆိုရင်တော့အင်ဝင်ဖြစ်တဲ့ပိုင်မြူနစ်ကလေးကိုတင့်တော်စင်းနဲ့ပဲလိုက်ပြီးစောက်စားသိကြပါတယ်ခင်ဗျာနော်နောက်ထပ်တပွဲဖြစ်တဲ့ပေါ်တော့ဒါလာလီကာစပိန်ပွဲစဉ်တွေကဖြစ်တဲ့ဂီလိုနာနဲ့ဒါအစ်စမန်ယိုပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျအင်ဝင်ဖြစ်တဲ့ဂီလိုနာကစပိန်လာလီကာမှာဆိုရင်ဒါတန်းစင်းသုံးလမှာရောက်နေပြီးတော့အစ်စမန်ယိုကတော့အစင်စရာ၄ဗျဆိုတန်းစင်းသုံးလမှာရောက်နေတဲ့ဂီလိုနာဒီနေ့ထူးထူးဆန်းဆန်းဗျအာအဝေးဝင်ဖြစ်တဲ့အစ်စပညိုလေးကိုပေါ်တော့ဒါရှီတူဆိုရင်တေးစီကနေပဲရှီတူဆိုပြသုံးချုံပြီးပြီးတော့လေကူပေါင်းစီကောင်နှလုံးချုံပြီးပြထတာတွေ့ရတယ် ဆိုဒီပွဲစဉ်မှာဆိုဂီရိုနာနဲ့ဒီအစ်စပန်ယိုတို့ထိုက်တဲ့တဆုံးမှာလည်းမှာဆိုရှင်ဂီရိုနာလေးကဒါနိုင်ပွဲလေးများများရဥထားတယ်တွေ့ထားပြအနိုင်ရရှိမှုများရပေါ့နော်ဒါအစ်စပန်ယိုဆိုတော့ဒီဘက်နဲ့နောက်ပိုင်းမှာအစ်စပန်ယိုကလည်းဒါဂီရိုနာကိုပေါင်းကောင်းရင်ဆိုင်ဖို့တော့ကိုကစားသမားကောင်းတဲ့ရှီဆန်နေပြန်တက်လာတွေ့ရတယ်ဗျဒါပေမဲ့ဂီရိုနာကအိမ်ဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပေါ်ဒီလေးကြောပစ်ထားပြီးကိုပေါင်းကင်းနှလုံးချုံးနေပစ်ထားတယ်ဘုခံမညာလက်ကပေါ်တော့တရင်မို့ရင်ဝမ်းဝမ်းလောက်ဖြစ်သွားနိုင်တယ်ဗျ။ဆက်ကြွေရွှေ့ပေးရမယ်ဆိုရင်ဂီရိုနာနဲ့အစ်စမန်ညိုတို့ပွဲစီမှာဆိုရင် ဝေကွင်းဖြစ်တဲ့အစ်စပန်ညိုလေးပဲရဲဆုံပြီးတော့ body လေးလိုက်ပြီးစောကစားသိချင်းပါတယ်ခင်ဗျာနောက်ထပ်တပွဲဖြစ်တဲ့ဘွန်နော်တာပြင်သစ်လီဂူ1နဲ့မှဖြစ်တဲ့ဘွန်နော်တာစတာဘော့နဲ့မာစီပွဲစဉ်ကိုကျွန်တော်ရွေးရှက်ပေးသွားမှာဖြစ်တယ်ဗျာစတာဘော့နဲ့မာစီပွဲစဉ်မှာဆိုရင်ဝေကွင်းဖြစ်တဲ့မာစီကနေပြီးတော့စတာဘော့ကို၈ -2 ဆိုရင်အရှုံးစီကနေပြီးတော့၈ -2 ဆိုရင်ပြားဆုံးရှုံးလေးပဲဖောက်ပြရတယ်ကိုပေါင်းစီက၃လုံးတက်ဝက်ရှုံးစီကနေပြီး၃လုံးသေးသေးလေးပဲဖောက်တာတွေ့ရဗျာဒါကမျိုးစေးပါကြောင်းလဲသွားဖို့လို့ရှိရှိနိုင်တယ်မာစီကတော့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုပြည့်ကျွန်အနိုင်ရရှိခဲ့တာတွေ့ရပြီးတော့စတာဘော့ကတော့တေချတာတွေ့ရဗျာ တော့မာဆေးအနေနဲ့ဒီပြင်သစ်လီကူဝမ်းနဲ့ကစားခဲ့ ਉਹ နာဆိုလို့ရှိရင်ဘောဒါပွဲတိုင်းကိုကြည့်အောင်ပြန်ဖို့ကတော့ဒါတိုက်စစ်ပိုင်းမှာအ ਨੇ ဆုံးဒါတလုံးအထက်ကိုမကျော်ဘူးဗျစတာဘော့ကလည်းသူကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာဂိုးကလည်းဒါအ ਨੇ ဆုံးနှလုံးထက်ကိုတော့မကျော်ဘူးဒါပေမဲ့စတာဘော့နဲ့မာဆေးလိုထိုက်တိုက်တွေ့ဆုံတိုင်းမှာဆိုမာဆေးကတော့နည်းနည်းတာရောပြောလို့ရတယ်အခုလက်ရှိစတာဘော့နဲ့မာဆေးလိုပွဲစဉ်မှာဆိုဝိုးကင်းဖြစ်တဲ့မာဆေးကနေစတာဘော့ကိုရှေ့တူဆိုရင်ဒါပြားဆုံးရှုံးသေးပဲဖောက်ပြီးဒါကိုပေါင်းစစ်၃လုံးတင်နဲ့ဒါ၃လုံးတော့ပြားဆုံးရှုံးသေးပြစ်ထားရတယ်စကြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ကိုခံမရတာကတစ်တစ်မဟုတ် တော့မှာပေါ့နော်ဒါ one scene နဲ့ပြီးဆုံးသွားလိမ့်မယ်ဗျ။ဒါမှမဟုတ်ဘလိုပဲဖြစ်ဖြစ် in one ဖြစ်တဲ့ကျွန်တော်ကတော့ starboard body လေးကိုပဲကျွန်တော်ရွေးချယ်ပြီးချင်ပါတယ်။နောက်တစ်ဝက်ဖြစ်တဲ့ပေါ့နော် England ရဲ့ championship တရားပွဲစဉ်ဖြစ်တဲ့ဒါ web room နဲ့ပေါ့နော် Leicester City ပွဲစဉ်ကျွန်တော်ရွေးချယ်ပြီးမှာ။ Leicester City ကတော့အဆင်ပြေရပေါ့နော်ဒါ၄မှာဖြစ်နေပြီဗျ။ web room ကတော့အဆင်ပြေရ9မှာဖြစ်တယ်ဗျ။အတင်းတော့ထိုက်တိုက်တွေ့ဆုံလာဆိုရင် Leicester City တို့အသာသေးရထားတယ်ဆိုမှဒီပတ်နှစ်နောက်ပိုင်းမှာ Leicester City တို့တော်တော်လေးပြန်ယုံတာတွေ့ရတယ်။ England ဖြစ်တဲ့ web room ကလည်းမာတယ်လို့တော့ပြောလို့ရရဗျ။ဒါမှယနေ့ဖောက်ပြထားတဲ့ body ကြီးမှဆိုရင် England ဖြစ်တဲ့ ဝက်ဘရွန်ကနေပြီးတော့လက်စတာကိုကြောထားဆိုရှေ့တူလွန်ပြဆုံးချုံးသေးကြောထားတယ်။ကိုပေါင်းသေးမှာဆိုနှလုံးသွင်းဆိုင်ပြဆုံးအချုံးသေးရနှလုံးချုံးသေးဖောက်ပစ်တာတွေ့ရပြ။ဒါတော့ကနေဦးစုလေးပါ။ပြောင်းလဲသွားဖို့တော့ရှိနိုင်တယ်ဗျ။ဒါပေမဲ့ဝက်ဘရွန်နဲ့ဒီလက်စတာစီတို့ပွဲစမှာအင်ဂွပြတဲ့ဝက်ဘရွန်ကရှေ့တူလွန်ပြဆုံးချုံးသေးကြောထားပြီးကိုပေါင်းသေးနှလုံးအချုံးသေးရနေနှလုံးသွင်းပြဆုံးအချုံးသေးဆေးဆိုတဲ့အတိုင်းဆိုရင်ကျွန်တော်ရခုခံမရလက်ကတော့ဒါဝက်ဘရွန်နဲ့ဒီလက်စတာပွဲစမှာကိုလေးနေပြီးတော့ခုအောက်သွားလိမ့်မယ်လို့တွေးမိပြီလေဗျ။အကျော်ကျွန်တော်ရစိတ်ကြိုက်ကတော့ဒါဝက်ဘရွန်နဲ့လက်စတာပွဲစမှာကိုပေါင်းအောင်ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ဥရောပွဲစဉ်တွေမှာညီကိုတို့အကြိုက်ရှင်းတူမယ်ဆိုရင် live ပြီးဆော့ကြပါကြပါဆိုတော့ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်က body ဆော့ခြင်းနဲ့ညီကိုတို့ရပါတော့ဒါ is man new body နဲ့ပေါ့နော် weapon go out နဲ့နောက် star board body လို့ကျွန်တော်ရွေးချယ်ပေးခြင်းမှာအဲ့ဒီ၃ပွဲကိုတော့ body ဆော့ပါနောက်ကျန်တဲ့ပွဲတွေကတော့မောင်တွဲဆော့ကြပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ YouTube channel လေးနဲ့ကျွန်တော်ရဲ့ page ကိုအားပေးကြရင်ကြိုးတွေအထူးပဲကြည့်ကြည့်ပါတယ်ခံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ